ရှေးဥစွာဘုရားသခင်အကုန်ကျေးဇူးတော်ချီးမွမ်းပါတယ်ဒီကနေ့မနေ့မှာလဲကျွန်တော်ကျမတို့ရဲ့ဘဝအတ္တတာဝိညာဉ်ရေးရမှာပြင်ဆင်စရာစင်ကြင်ခွန်အားယူဖို့ရန်အတွက်နှုတ်ကပတ်တော်မြတ်တပိုက်ကိုဖတ်ကြားလိုပါတယ်တုတ်တန်ကျမ်းအခန်းကြီး၄အခန်းငယ်23ဖြစ်ပါတယ်နှလုံးဒီအတ္တဤအခြေမြစ်ဖြစ်သောကြောင့်တင်းဤနှလုံးကိုအထူးသဖြင့်စောင်းရှောက်လောဖတ်တော်တော်နှုတ်ကပတ်တော်အားဖြင့်အရောက်စီတိုင်းအတ္တတဖန်တုန်တင်ပြပြကောင်းကြီးရှိပါစေ နှုတ်ကပတ်တော်ကဗာပြောလဲဆိုတော့ဒီနေ့ကျွန်တော်ကျမတို့ရဲ့နှလုံးကိုအထူးသဖြင့်ဆောက်ရှောက်ဖို့ဒီနေ့ပြောနေတာဖြစ်ပါတယ်။ဒါကြောင့်လဲလို့ပြောရင်နှလုံးဒီကျွန်တော်တို့ရဲ့ဘဝဖြစ်ပါကျွန်တော်တို့ရဲ့အသက်ဖြစ်ပါဒီနေ့နှလုံးလှမှဘဝလှမယ်ထို့တကြောင်ဒီနေ့ကျွန်တော်ကျမတို့ရဲ့စိတ်နှလုံးအထူးဂရုစိုက်ဖို့ဘုရားသခင်ကစကားပြောနေပါတယ်။ဘာကြောင့်လဲလို့ပြောတဲ့အခါမှာဒီနေ့ခေတ်ကာလကြီးတွေအခြေအနေတွေပတ်ဝန်းကျင်တွေကကျွန်တော်ကျမတို့ လူသားတယောက်စီတန်းရဲ့ဒီနေ့ဘဝအတ္တတာလှပနေတဲ့ဘဝအတ္တတာကိုလောကဓာတ်တရားတဘာဝတရားတွေကအလှပြက်အောင်ဘဝပြက်အောင်စိတ်ပြက်အောင်နှမျိုးစုံเนี่ยเนาะဒီနေ့ရိုက်ခတ်နေတယ်ဆိုတော့ကျွန်တော်အရောက်စီတိုင်းသိရှိနားလေကြာပြီသားဖြစ်ပါတယ်ထို့တကြောင်ဒီနေ့ကျွန်တော်တို့တမတတိဖြစ်ဒီလိုခစ်ဆိုးအခြေအနေဇိုးထဲမှာကျွန်တော်ကျမတို့ရဲ့စိတ်နှလုံး ဒီနေ့အပြည့်စီမခံဖို့ရန်အတွက်ဒီနေ့ပြင်ဆင်ဖို့အမတမ်းမအရေးကြီးပါတယ်။စာရမဏတ်ကဒီယုံကြည်သူဘုရားသခင်တယောက်စီတန်းရဲ့အသွင်းစိတ်နှလုံးပြည့်စီယိုယွင်းအောင်မိမျိုးစုံနဲ့လှုပ်ဆောင်နေတဲ့ကာလဖြစ်တယ်ဆိုတော့နားလေသဘောပေါက်ဖို့အမတမ်းမအရေးကြီးပါတယ်။ထို့တကြောင်ဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝအတ္တတာအသက်ရှင်နေတဲ့ချိန်မှာအချိန်ဒီပေါ်မှာအခြေခံပြီးအသက်ရှင်ဖို့မဟုတ်ပဲနဲ့ ဒီနေ့ဖခင်ရဲ့နှုတ်တော်ထွက်စကားတော်အပေါ်မှာအခြေခံပြီးအသက်ရှင်ဖို့ရန်အတွက်အမတန်မှအရေးကြီးသောအချိန်ကာလရောက်ပါပြီ။ထို့တကြောင်ဒီကနေ့မနေ့နှုတ်ကပတ်တော်ကကျွန်တော်ညီမတို့ရဲ့စိတ်နှလုံးကိုအထူးစောင့်ရှောက်ဖို့အမတန်မှအရေးကြီးပါတယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်ညီမတို့ရဲ့ဘဝအသက်တာထဲမှာဘယ်အခြေအနေကမှတင့်ကိုစိတ်ပြတ်အောင်မလုံဆောင်မိဖို့ အမတမ်းမှတတိထားဖို့ရည်ကြည်ပါတယ်ဘယ်အခြေအနေအမျိုးမျိုးကမှတင့်စိတ်နှလုံးပြက်စီယိုယွင်းသွားအောင်မပြုတ်မိဖို့ရကျွန်တော်တတိထားဖို့လိုပါတယ်ထို့တကြောင်ဒီနေ့ဘုရားနှုတ်ကပတ်တော်အားဖြင့်ဒီနေ့အသက်ရှင်ရှောင်းလန်းခြင်းဖြင့်ရည်ကြည်ပေါ်မှာဘုရားအကျဉ်စီလိုတော်နာမတော်ဘုန်းတော်ထင်ရှားတဲ့အသက်တာဖြစ်ဖို့အမတမ်းမှအရေးကြီးပါတယ်။ဒါကြောင့်လေလို့ပြောရင်တင်ကရွေးချယ်ခြင်းခံထားရတော်သူဖြစ်တယ်တင်ကယုံကြည်သူဖြစ်တယ် ်သင်ကဖယားသားတမင်ဖြစ်တယ်သင်ကဖယားအတူရှိသောအတ္တာနဲ့ဒီနေ့မြေကြီးပေါ်မှာအသက်ရှင်နေတဲ့သူဖြစ်တယ်ဆိုတာအထူးခွန်အားပေးလို့ဆိုချင်ပါတယ်ထို့တော့ကြောင့်ချစ်လန်းစွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမတော်မှာအရောက်စီတိုင်းတို့ယခုလိုခရင်ဆွေရုပ်တဲ့ခေတ်ကာလကြီးထဲမှာဖယားနှုတ်ကပတ်တော်နှလုံးသွင်းဆင်ခြင်ချင်းဖြစ်ကျွန်တော်တို့ရဲ့စိတ်နှလုံးအထူးဂရုစားရမယ့်အချိန် ဖြစ်ပါတယ်။ထို့ကြောင့်ဒီနေ့ကျွန်တော်တို့စိတ်နှလုံးကိုမထိခိုက်အောင်ဒီအမှတ်တမ်းတတိထားဖို့လိုပါတယ်။သာဓမ္မနတ်ကတော့ဝိညာဉ်ဆိုးနှဆိုးမှောင်မိုက်တဲ့ကိုယ်လောကဒဏ်တရားတွေကတော့ကျွန်တော်ကျမတို့ယုံကြည်သူရဲ့စိတ်နှလုံးသားတွေကိုပျက်စီးယိုယွင်းအောင်မျိုးမျိုးစုံနဲ့အခြေအနေမျိုးမျိုးနဲ့သူကတွေးဆောင်ဖျားယောင်းနေတယ်ဆိုတာကျွန်တော်တို့တိတယ်ဆိုရင်တို့အတ္တတာမှာတတိထားပြီးမှဆင်ကျင်ပြီးမှဒီနေ့ကျွန်တော်ကျမတို့စိတ်နှလုံးကိုအမတမ်းမှ နော်စောင့်ရှောက်ဖို့အထူးအရေးကြီးတဲ့အချိန်ကာလရောက်ပြီဆိုတာခွန်အားပေးလို့ဆိုချင်ပါလေ။ဒါကြောင့်ကျမ်းစာတော်မြတ်တဲ့ဘိုက်ကလည်းဗာပြောလဲဆိုတော့တိမောသေဩဝါဒစာဒုတိယစာအခန်းကြီး၁အခန်းငယ်14ထဲမှာရှိပါလေ။သင်၌အပ်ထားသောအရာမြတ်ကိုငါတို့၌ကျင်းဖို့တော်မူသောတန့်ရှင်းသောဝိညာဉ်တော်အားဖြင့်စောင့်ရှောက်လော့။ချစ်လန်စွာသော ယုံကြည်သူညီကိုမောင်မအောင်စီတိုင်းတို့ဒီနေ့ကျွန်တော်ကျမတို့ရဲ့ဘဝအတ္တတာထဲမှာဒီနေ့ဖခင်အပ်ထားသောအရာကိုကျွန်တော်တို့နဲ့အတူရှိတဲ့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ဒီနေ့ဆောက်ရှောက်သောအတ္တတာဖြစ်ဒီနေ့မြေကြီးပေါ်မှာဖခင်ဘုံထင်ရှားပြီးမှဒီနေ့ဖခင်အကျင့်စီနဲ့အလိုတော်ထဲမှာအသက်ရှင်လိုက်လျှောက်သောယုံကြည်သူညီကိုမောင်မအောင်စီတိုင်းဖြစ်စေဖို့ဒီကနေ့မနေ့နှုတ်ကပတ်တော်အားဖြင့်ခွန်အားပေး ဝိညာဉ်တည်တည်ခံခြင်းဖြစ်ပါတယ်ထို့ကြောင့်တင်းရဲ့အတ္တတဲမှာတင်းရဲ့အသွင်းစိတ်နှလုံးကိုဒီနေ့အထူးစောင့်ရှောက်ရမယ့်အချိန်ကာလရောက်ပါပြီ။ဒါကြောင့်လေဒီစိတ်နှလုံးအဖြစ်ဘုရားရဲ့အကြံစီတော်ဘုရားရဲ့အလိုတော်ဘုရားနာမတော်ဘုရားဘုန်းတော်ကိုထင်ရှားစေဖို့ဖြစ်တဲ့အတွက်ကြောင့်ဒီစိတ်နှလုံးကိုစာဂမ္မနတ် နည်းနည်းဝิญญေဆိုးနှက်ဆိုးကအ धिक ပြစ်မှတ်ထားပြီးမှလူတွေရဲ့စိတ်နှလုံးကိုယိုယွင်းပျက်စီးသွားအောင်လုပ်နေတယ်ဆိုတာကိုတတိထားဆင်ခြင်ဖို့ဖြစ်ပါတယ်ထို့သူကြောင့်ဒီကနေ့နှုတ်ကပတ်တော်ကတော့ဒီနေ့ကျွန်တော်ရဲ့ဘဝအသက်တာထဲမှာအမတန်မှအရေးကြီးသောအချက်ကကျွန်တော်ကျမတို့ရဲ့စိတ်နှလုံးကိုအထူးစောင့်ရှောက်ဖို့ ဖြစ်တယ်ဆိုတာဒီကနေ့နဲ့နှုတ်ကပတ်တော်အဖြစ်ခေါ်ပေးချင်ပါတယ်ထို့တော့ကြောင့်ချစ်လက်စွာသောယုံကြည်သူဓမ္မမိတ်ဆွေညီကိုမောင်တို့အပေါင်းတို့ဒီနေ့ကျွန်တော်ကျမတို့ရဲ့စိတ်နှလုံးအကြောင်းအမျိုးမျိုးကြောင့်ဒဏ်ရာဒဏ်ချက်တွေနဲ့စိတ်ပြည့်စရာတွေရင်ဆိုင်ကြုံတွေ့နေမှဆိုရင်ဒီကနေ့ဖယားသခင်ကဒီနေ့တင့်စိတ်နှလုံးကိုအထူးစောက်ရှောက်ဖို့ပြောနေတာဖြစ်တဲ့ထုံနှုတ်ကပတ်တော်အဖြစ်ကျွန်တော်တို့ရဲ့အသွင်းစိတ်နှလုံးပြန်လည်တည်ဆောက်ဖို့ရအတွက်ကျွန်တော်နဲ့အတူ ဏလောက်ဘုရားရှင်ထံမှာဆုတောင်းဆက်ကပ်ဖို့ရန်အတွက်ဖိတ်ခေါ်ပါတယ်။အဖတ်ထာမြတ်စွာသောဘုရားကိုရောကျေးဇူးတင်တယ်။ဒီနေ့နှုတ်ကပတ်တော်အတွက်ကျေးဇူးတင်တယ်။ဒီကနေ့ယန္တုတိဟူသောသာရမဏ္ဍတိလူသားတွေရဲ့စိတ်နှလုံးပျက်စီးယိုယွင်းအောင်နှီးမျိုးစုံနဲ့လုံဆောင်နေတဲ့ဆိုတော့နှုတ်ကပတ်တော်အားဖြင့်တဆင့်တိတ်ခွင့်ရတဲ့အတွက်ကိုရောကျေးဇူးတင်တယ်။ဒုတိယအဖတ်ထာမြတ်စွာသောဘုရားအချင်းဤအကြောင်းမျိုးမျိုးကြောင့်တဘာဝဘေး ဒံကြောက်လောကဒံကြောက်ရင်ဆိုင်ကြုံတွေ့နေရတယ်ဒါတို့ပုရုษင်လူသားတွေစိတ်နှလုံးကိုဒီနေ့ကိုတော့ပြုတ်ပြင်ပေးပါကိုယ်တော်ကောင်းချီးပေးပါကိုတော်ညင်သက်ခြင်းပေးပါဒီနေ့နာကျင်နေတဲ့ဒီစိတ်နှလုံးတွေဒဏ်ရာဒဏ်ချက်တွေနဲ့ယိုယွင်းနေတဲ့စိတ်နှလုံးကိုဒီနေ့သခင်ယေရှုခရစ်တော်အားဖြင့်ဒီနေ့ညင်သက်ခြင်းချစ်ခြင်းဝမ်းမြောက်ခြင်းတကူပါတဲ့စိတ်ဖြင့် ဘုရားသခင်မဆကောင်းကြီးပေးသနာမှမိအကြောင်းဆက်ကပ်အနံကြတဲ့အခါဒါသမီးတို့ကိုချစ်တဲ့တခင်ယေရှုခရစ်တော်ဘုရားမဟာနာမတော်မျက်၌ယေရှုတော်ကိုချီးမွမ်း၍ဆက်ကပ်အနံဆုတောင်းကြပါ၏ထာဝရအဖမြတ်စွာဘုရားသခင်အာမင်